အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖတ်ပြပေးခြင်းနဲ့ဝတ္ထုလေးကတော့တာရေးဆရာကြီးမောင်သာရရေးသားထားတဲ့စားနယ်ပဲ စားပြရစေဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်ကျမကတော့စာဖတ်သူညလေးငုံဖြစ်ပါတယ်ရှင်စားနယ်ပဲ စားပြရစေ အခန့်တမခုံတော့ဒီမှာကြာပြီမို့မခုံတော့ပြီဟိုယူစားထားခဲ့မိတော်လဲကိုရင်တီတင်းကိုတွေ့တော့အခါစံပြစွာခုံလာတယ် တုံရတက်ဖန်များ၍ပိန်ဆိုးရမည်ကိုပင် မဝင့်တော်သောကိုနှလုံးသားတို့သည်လည်းတင်းကိုမြင်တော်ပူဇော်တယ်။စိတ်ကမေတ္တာကိုဖဲ့၍နှလုံးအိမ်မှာဧကန်တယ်။မေတ္တာဧည့်သည်ပြန်သောအခါ၌မှစိတ်သည်ယာပါရပလင်ရင်ဝယ်ဝစ်စင်း၍ဝန်ခံတယ်။ထိုအခါယာပါရဖျားကတရခံမျက်စိအစုံကိုတံပေးတယ်။မျက်ရည်တို့ကိုလည်းကြွေရပုံတည်း။ယာပါရကိုစိတ်နာ၍ အလအပါကိုမကြည့်မမြင်မခင်တွယ်လိုတော့သော ကိုမျက်စီတို့ကလည်းတင်းကိုမြင်သည်တွင်တရားမမွေအမားကိုမေ့ချည်တယ်။တင်းသည်ရုတ်ချင်းပင်ကိုဘဝကိုလှောက်ခါ၍နှိုးလာတယ်။အစုံများဖြင့်ပွန်းသော ကိုဘဝသည် တဖန်ဆာယာပြန်ချည်ပြီ။တင်းကရန်ကုန်သို့အပြန်ကိုကရန်ကုန်သို့အထွက်ယထာထက်မှာစုံစည်းခဲ့ကြရတယ်။တင်းကတင်းဤအခန်းသို့အဝင် ကိုကကို၏အခန်းမှ ခေတ္တအထွန်းညနေခြေဆိုင်မိခဲ့ကြသည်။အော်တင်း၏အခန်းနဲ့ကို၏အခန်းကတခန်းနေပါသည်။သို့တော်တင်းကညင်းနုလေအလျင်မှာလဟန်ပြပြန်ခိုင်းကိုဘွားကလေးနှစ်ကျွေးလွင့်နေရသောကြောရွက်ငယ်ပါသည်။အခန်းနှင့်ယထာသည်စာ၍ရွေလျားချေပြီးယထာစိတ်ကို ကိုမုံးနေခွဲခွာရခြင်းအထိမ့်မှန်နေရမို့ ။ဒီယထာစိတ်နဲ့ကိုမပတ်သက်ခဲ့ဒီမှာလဲကြာပါပြီ။မက်ခင်စင်နဲ့လဲဒီယထာစိတ်မှာပဲခွဲခွာခဲ့ရပါချေတယ်။မက်ခင်စင်နုနုနယ်ကိုသူတို့သူတို့ကယထာတွဲထက်မှာအတ္တမဆွဲ၍ဆွဲ၍ဒီနေရာကမက်ခင်စင်ပုံခဲ့ရသည်။ဒီနေရာကမက်ခင်စင်ယုံခဲ့ရသည်။ဒီနေရာကမက်ခင်စင်လူခဲ့ရသည်။ ဒီနေရာကမက်ခင်စင်ယူခဲ့ရတယ်။ထင်မြင်အောင်မိတယ်။ပြန်လဲတွေးမိတော့ကို့ရင်ဝဲနောက်ကျူရပါပြီတကား။ငယ်တော့အရွယ်မို့စိတ်အားငငယ်နှစ်ပင်ကျောင်းသို့ရောက်ခဲ့တယ်။ကျောင်းသိမ်မို့မျက်နှာသိမ်များနဲ့ကြည့်ကိုရင်ဆန်ရတယ်။တွင်ပူသောမျက်နှာများကို တအားတကူရှာဖွေခိုင်းတနာခင်တွေတတ်သောမက်ခင်စင်နဲ့တွေ့ရတယ်။ မခင်စင်ကတီချောင်းတို့ကို့ထက်တနည်းစော၍ရောက်နေတယ်။လူလောကထဲသို့လည်းကို့ထက်တနည်းရောက်စော်ခဲ့တယ်။စာရွက်ငယ်ကိုကန်ကဇင်းကြံမှာတလဲလဲရှောင်နေခိုက်ကိုအနာတို့မခင်စင်တို့ရောက်လာတယ်။မနစ်ကကိုတွေ့ဘဝကိုချစ်တွေးစာနာမိလေတလို့မသိ။ကိုလည်းမှစာရွက်ငယ်ကိုမခင်စင်ကယူကြည့်တယ်၍ကိုတယ်။ကိုနေရမည့်အတန်းနဲ့အခန်းကိုပြတယ်။ ။မခင်စင်ကိုယ်တိုင်ကလည်းဒီအခန်းမှာမို့ကိုကိုနှစ်သိမ့်တယ်။တနာကယုနာဟူသောတရဝါသည်အင်မတန်အဖော်မင်းနေ။မြစ်တာပါမှထွေမြဲသည်။တနေ့ကြောင်းစင်သောအခါခုံအဖုံးကို ဖွင့်၍တောင်များကိုလွယ်အိတ်ထဲသို့ထည့်ခိုင်း။မခင်စင်ကကိုကိုကယုနာပြေသောအကြည့်ဖြင့်ကြည့်ရင်ကိုတယောက်ထဲကြံ့ရင့်နေသည်မို့မခင်စင်ကပြန်လှည့်ကကိုကိုကိုတယ်။သူနဲ့မခင်စင်၏မြစ်တာကို ကိုပိုင်ဆိုင်ခွင့်ရခဲ့ချေတယ်။မခင်စင်ဤစိတ်ကအတိုင်းမသိလာပါပြီ။ဒီတို့လျင်ຫນွေမိုးနဲ့လည်းတစ္ဆာရဲ့မြစ်တာတဲ့ရှိခဲ့သောအခါကိုနိုင်တာဝန်တရက်ထက်၍ဆင်လာတယ်။မခင်စင်ကိုယူရန်တည်းတဲမြင့်ကြောင်းမှတနေ့တက္ကသိုလ်မှတနေ့ဒီကာလမှာမခင်စင်နဲ့ကိုကတန်ရုံးစင်ရေလွန်နေအမှန်ပြောလျင်ချစ်လွန်နေထို့အခါယူရမယ်။ မပြေဆုံးတော့လဲရောင်ရဲမြည်ဟိုပိုက်ဖြတ်တယ်။ဝါသနာပကြီးကိုလည်းမခင်စင်အတွေ့နှုတ်ဆက်လိုက်ပါပြီ။သို့တော့ရုပ်ဖြောင်၍ယထာထက်သို့ရောက်ခါမှာမခင်စင်ကညီ၍ပုံနေ။မခင်စင်၏အကိုများကမခင်စင်ကို အတ္တမဆွဲ၍ဆွဲ၍မခင်စင်ကယုံနေ။မရချင်းညေး၌လူတယ်။ယူချေပြီ။အာမတန်တော့လဲမမလျှော့နိုင်ချင်း။ ပထမတော့ရေကျေးလိန်တို့အထင်နဲ့မက်ခင်စိအကိုများကိုအကျိုးတင်အကြောင်းတင်ကိုဖြည့်ွေပြပါတယ်။သို့တော့သူတို့သူတို့ကအတ္တမကိုကိုလည်းစင်ရွေစင်ရွေကိုဒီတတိမိလျရဲ့ယထာထက်မှာပါလာတယ်။အခန့်တော့ဒီတစ်ခါလဲကိုဒီတတိမိလျရဲ့ယထာထက်မှာပါလာတယ်။မက်ခင်စင်ကဘာမှ ပြန်လာခဲ့၍တတိဝေတော့တင်းဤမျက်နှာပေါ်လာတယ်။ တင်းသည်မက်ခင်စစ်တဲ့အဆဆေရာပို၍အလှကျွဲပါတယ်။မက်ခင်စစ်သည်လည်းလှပါတယ်။တင်းကို တွေးကြည့်မိသောအခါတွေးမစုံနိုင်ချေ။တင်းသည်ယောက်ျားတကာတို့ကိုရုပ်ချင်းဖောက်ပြားမှောင်မားစေနိုင်သော အစွမ်းလည်းရှိတယ်။ဖိတ်ကြားသည်နှင့်လွယ်သောအပြုံးများဖြင့်လည်းတန်သာစင်တတ်တယ်။တင်း၏မျက်နှာကကြည်လင်လှပီးတယ်။တင်းသည်အောင်မြင်နေသောသူတယောက်၏ထိတ်ထက်မှတရေဘူးကဲ့သို့လည်း ပြန်လို့မတန်လွယ်နေတယ်။ဤကဘာတီးပလျင်တင်းဤလက်ထဲသို့ရောက်နေပြီဟုထင်မှတ်နေသည်လောမပြောတတ်နိုင်ချေ။တင်းဤမျက်စိတို့သည်မမြင်နိုင်သောအရာမရှိတော့သည့်ဟန်ဖြစ်လဲကြည်တတ်တယ်။တကားတတိုင်းစသည်တို့သည်တင်းဤအတွေ့အကြုံ၌ရှိမှရှိခဲ့ဘူးပါလေစား။အန်တရဲဟိုသည်ကိုတင်းနားလည်တတ်ကောင်းပါတယ်။တစိမ့်နဲ့တခန်းနဲ့တွဲ၍တယောက်တည်းညအိမ်ရဲ့တော်တတ္တိကို သင်မြည်သည့်အတွေ့အကြုံမှာကြာခဲ့ပါသနည်းမြည်သည့်ကြာမြည်သည့်ဇာတ်ထံမှာကြာခဲ့ပါသနည်းကိုတွေးပေမဆုံးနိုင်ခဲ့ချင်းသင်သည်မြည်သူသောပတ်ဝန်းကျင်မှာလာခဲ့၍မြည်သူသောပတ်ဝန်းကျင်သို့သွားမည်နီသင်၌ပူပန်တတ်ခြင်းကြောက်လန့်တတ်ခြင်းစသည်မရှိပေလောမရှိလျင်အဘယ်ကြောင့်မရှိရပါသနည်းသို့တော်သင်၌ဒီပြဒနာများများစွာကိုပြည်လေသည့်အထိ ပြေပြနိုင်စွမ်းသောအဘိဓမ္မာမူရှိပေမည်ထင် ကိုသည်မက်ခင်စင်ကိုသာသိနိုင်ခဲ့တယ်။တင်းကိုမသိနိုင်ခြင်းတိုင်းပြည်သည်တိုင်းပြည်နှင့်ထိုက်တန်သောဝါရရှိသောအစိုးရကိုသာကြားနိုင်တယ်။ကိုသည်လည်းကိုနှင့်ထိုက်တန်သော အသိရှိသောမိမကိုသာကြားနိုင်ပေမယ့်တင်းသည် ကိုနှင့်ဝေးပြီးတယ်။ကြည်ရင်ကြည်ရင်တင်းသည်ကိုနှင့်ဝေး၍ဝေး၍ဝေးလေတယ်။တင်းသည် ပြေးလေတယ်။ ကိုဘွားကညံ့ချေတယ်။ကိုနိုင်သုံးဆုံးရချင်းတို့ဒေသလျင်ရှိတယ်။တက္ကသိုလ်တို့ရောက်တော့နှစ်မှာပဲလမ်းဘေးဆိုင်များဖြတ်ခဲ့ရ၍မမေးအယောင်ဝယ်သည်ပြက်ပြခဲ့ရချေတယ်။ကိုအထက်တယောက်နဲ့ကိုအောင်နိုင်၆ယောက်ရှိ၍ကိုတို့အိမ်တော်စု၏နေရေးစားရေးဝေးရေးသည်မမေးတယောက်ထက်ဤဝင်ဝင်နေမဖြစ်တော့ချေ။ထိုအခါမမကကျောင်းမှထွက်၍အလုပ်တစ်ဖက်နဲ့စားကြရတယ်။ ကိုကတော့ကို့အဖိုးနဲ့ကို လေးလွင်ခဲ့တယ်။ဝါသနာပကြီးကလည်းကို့အတွက်ထဲပို၍မပေးခဲ့နိုင်ချေ။ဒီကြားထဲမှာအကြက်အတဲကြောင့်ညမငယ်တယောက်ကိုညီတွင်စွန့်ပစ်ခဲ့ရတယ်။ထို့အခါကို့၌တောင်းဝန်ပို့လာတယ်။ကိုတီးတက်ရတော့မယ်။ထို့ကြောင့်ကိုရန်ကုန်သို့ထွက်၍လာခဲ့ရတယ်။တက္ကသိုလ်ကို ကိုဆုံးရှုံးပါပြီတင်။အခန့်လေးယထားစိတ်ကို ကိုမုံနေ။ ဖြစ်သောအဆွေအမျိုးတို့နှင့်လည်းခွဲခဲ့ရပြန်ချင်ပြီးရန်ကုန်ရုပ်ရှင်ရုံများ၌အဝိပကြီးများရေးဆွဲရာတွင် တပည့်လိုသည်ဟုယထာလက်မှတ်ပေးကတရားကလမ်းမာတော့ကြောင်းကိုထွက်ခဲ့ရတယ်။ကို၏အနာဂတ်သည်တတွာတမိုက်မျှမှုဖြောင်းပေးပြီ။သို့သောတထွာတမိုက်ဤထိုမာဘက်တွင်မူအတို့ရှိလိမ့်မည်နီကိုနိုင်ပူပန်စိတ်ကြောက်လန့်စိတ်တို့သည် ရင်းနဲ့အတိပြေနေပြီတယ်အခန်းကရန်ကုန်တို့ရောက်ရင်နှစ်ရက်နဲ့တမော့တဲ့ပြေသောအခါတင်းကိုတဖန်ပြန်၍တွေ့ရတယ်တင်းသည်လှမြဲပြုံးရဲပျော်မြဲရဲရင်မြဲသည်သတင်းစာများ၌ပုံနဲ့တကွပါလာတော့မှပင်တင်း၏အကြောင်းကိုကိုသိရတော့တယ်မန္တလေးတက္ကသိုလ်ဝိဇာကာကြီးပိုင်းမှာပညာသင်ကြားနေသော မောတို့အနယ်သိနံမီကျော်ဝိထုတဘောကို ရုပ်ရှင်ရရတွင်ခေါင်းဆောင်မင်းသမီးအဖြစ်တယုံဆောင်ရမည်သိင်းတင်းကကိုကိုနှုတ်ဆက်နေသည်ထင်နေကိုကလည်းတင်းကိုနှုတ်ဆက်ပါတယ်သို့တော့တနေ့နေတွင်မူတင်းဤလှသောပြုံသောရွှေသောရဲရင်သောအတွင်ကို ကိုရေးဆွဲရချေအောင်မည်ထင်နေထိုအခါကိုသည်လက်ဖြင့်မရေးမှု၍မြစ်တာဖြင့်ရေးပါမည်သေးမင်ကို ရေးဖြင့်မဖြော်မှု၍ မျက်ရည်နဲ့ပြောပါမယ်။မျက်စိဖြင့်မကြည့်မှု၍ယာပါရဖြင့်ကြည်ပါမယ်။ကိုသည်ဝမ်းသာသည်လောဝမ်းနေသည်လောမပြောတတ်ချင်။လဲလာသောမျက်ရည်ကိုမူအနိုင်နိုင်ထိမ့်တဲ့၍ထံရမှထားလိုက်မိတယ်။ကိုသည်အချိန်သေးသောဂျင်ကဲ့သို့ ရုတ်ချင်းမြေမှလဲလေသည်။အော်ကိုဤငယ်ပေါင်းကြီးပေါ်များဖြစ်သောဂျိုင်းတောက်အစုံကိုပင် ကိုသည်မေ့ခဲ့လေပြီတကားဟုတ်ကဲ့ပါရှင်တိုင်းဆရာကြီးမောင်သားရရေးထားတဲ့စားနယ်ပဲ စားပြစေဆိုတဲ့ဝတ္ထုလေးကဒီနေရာလေးမှာပဲပြီးဆုံးပါပြီနားဆင်သူ အားလုံးသိအချမ်းသာခြင်းကိုကြီးကျမချင်းနဲ့ပြေဆုံးကြပါစေရှင်